DJ controller တွေကဘာတွေလဲဘယ်လိုလောက်လောက်တာလဲဆိုတော့ပြောပြမယ်။ဆိုတော့ကျွန်တော်တို့ DJ set တွေမှာအကြံများအဖြစ်၅မျိုးရှိမယ်ပေါ့နော်။အသုံးများတဲ့ DJ set တွေပေါ့။အဲဆိုတော့ပထမတစ်မျိုးက CDJ ဒုတိယတစ်မျိုးက HDJ တတိယတစ်မျိုးကကျွန်တော်တို့ခုပြောမယ် DJ controller DDJ လို့လည်းပြောလို့ရ။နောက်တစ်မျိုးကကျတော့ tan table ပေါ့နော်။အဲနောက်ဆုံးတစ်ခုကကျတော့ DJ mixer ပေါ့။ DJ mixer တွေကတော့ CDJ တို့ tan table တို့နဲ့တွဲသုံးရတယ်။ set တွေပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီထဲမှာလူသုံးအများဆုံးလူသိအများဆုံးကတော့ XDJ အမျိုးအစားတွေဖြစ်ပါတယ်အဲ့တော့ XDJ အမျိုးအစားတွေ RX2 RX3 လို့ဟာမျိုးပေါ့နော်အဲ AZ တို့ AZ တို့ Opus Quad တို့နော်ဒါမျိုးတွေကတော့ကျွန်တော်တို့လူသိများတဲ့ XDJ အမျိုးအစားတွေပေါ့အဲ့ဆိုနောက်တစ်မျိုးအနေနဲ့ကျွန်တော်က DJ controller ပေါ့နော် controller ဆိုလို့ရှိရင်ကျွန်တော်ကဘာလဲဆိုလို့ရှိရင် DJ software တွေကိုဒီ set နဲ့ချိတ်ပြီးတော့ control လုပ်ရတဲ့သဘောမျိုးပေါ့အဲဆိုတော့ software နဲ့ချိန်ပြီးတော့ control လုပ်ရတာဖြစ်တဲ့အတွက်ဒီ set တွေကိုသူ့အချိန်ပဲတက်တက်သုံးလို့မရဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့အဲတခြား HCG မျိုးစားရလို့ stick ထိုးပြီးတော့ဖွင့်လို့မရဘူးတမ်းပြီးဖွင့်လို့မရဘူးအဲ့တော့သူ့ကိုသုံးမယ်ဆိုလို့ရှိရင် laptop လိုမယ် software လိုမယ်ပေါ့နော် laptop တွေက software ကိုဒီ set နဲ့ချိန်ပြီးမှသုံးပြုလို့ရတယ် spin lens မှာ digital နဲ့တက်ချင်တယ်ဆိုလို့ရှိရင် group class ရဲ့တူးချင်းတိတဲ့အတန်းကြီးရှိပါတယ်နေဝေးရနေပြီးတော့လေ့လာကျင်တယ်ဆိုလို့ရှိရင်တော့ online course တွေရှိပါတယ်။အသေးစိတ်ဆက်သွယ်မေးမြန်းလို့ရပါတယ်။ဆိုတော့နောက်တစ်ခုကကျွန်တော်တို့ DDJ controller လို့ပြောလိုက်လို့ရှိရင်သူတွေကဒီ beginner အဆင့်မဲ့သုံးလို့ရမယ်။အဲဒါမှအခုမှစလေ့လာတဲ့သူတွေအတွက်ပဲထင်ကြရတယ်ပေါ့နော်။ဒါမှမဟုတ်မဟုတ်ပါဘူးကျွန်တော် DDJ controller တွေမှာကျွန်တော် level တွေရှိမယ် entry level ဒီ mid range level ပေါ့နော်နောက်တစ်ခုကတော့ professional level တွေရှိမယ်အဲ့တော့အခုကျွန်တော်တို့ pioneer ထုတ်ထားတဲ့ set တွေထဲမှာဆိုရင်ဒီ flag 2 flag 2ကတော့ ဒါ portable အတွက်ထုတ်ထားတဲ့ set လေးဖြစ်လို့ကျွန်တော် mobile အတွက်အဓိကရည်ရွယ်တယ်ပေါ့နော်အဲ့ထက်နည်းလေးပိုကြီးသွားရင် entry level အနေနဲ့ဆိုရင်ကျွန်တော်တို့ flat 4ရှိမယ်အဲဒုတိယကကျွန်တော် mid range ပေါ့နော် intermediate level လောက်ဆိုလို့ရှိရင် flat 6ရှိမယ်သူထက်ပိုမြင့်တဲ့ level professional level မှာဆိုရင်တော့ flat 10ရှိမယ်ပေါ့နော်ဆိုတော့ဒီ level တွေမတူညီတဲ့အတွက်ကြောင့်မလို့သုံးရတဲ့ function တွေသုံးရတဲ့ feel တွေနေနဲ့မတူတော့ဘူးဖြစ်သွားမယ်ပေါ့နော်ကျွန်တော် flat 10မှာဆိုလို့ရှိရင်4 channel ဖြစ်သွားမယ် ီ stand effect တွေပါလာမယ်တခြား effect တွေလည်းဆိုလို့ရှိရင်ကျွန်တော်တို့ဒီ DJ mixer ထဲမှာပါတဲ့ effect တွေကိုသုံးရတယ်လို့မျိုး feeling ကိုရမယ်ပေါ့နော်အဲ flat 4နဲ့ flat 6မှာတော့ဒီ feeling ကို professional feeling ကိုရမှာမဟုတ်ဘူးသူ့ level နဲ့တူကျွန်တော်တို့သုံးမဲ့သူရဲ့ပုံမှာမူတည်ပြီးတော့မှစကောရွေးချယ်တင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ကွန်ထရိုလာတစ်လုံးကိုဝယ်မယ်လို့စဉ်းစားထားပြီဆိုလို့ရှိရင်ဘယ် level ဘယ်အတိုင်းအထိသွားမှာလဲဆိုတာကိုကြိုပြီးတော့စဉ်းစားထားတင်တယ်ပေါ့နော်ဆိုတော့ဥပမာကျွန်တော်တို့က အခုမှ DJ ကိုစပြီးလေ့လာတဲ့သူအဲအိမ်မှာ background မှာပဲ legend channel ဆိုလို့ရှိရင်တော့ကျွန်တော် flat 4လောက်ဆိုရင်ဆင်ပြေတယ်အဲဒီထက်ပိုပြီးဈေးတက်နိုင်မယ်ဆိုလို့ရှိရင်တော့ flat 6လောက်ကိုတော့သုံးတင်တယ်ပေါ့နော်အဲဆိုတော့နောက်တစ်ခုကအဲကျွန်တော်တို့က professional level ထိသွားမယ် mobile ဖြစ်တဲ့ပွဲမျိုးပွဲမျိုးတွေ event တွေမှာကျွန်တော်ဖွင့်ဖို့ပိုပြီးတော့စိတ်ကူးရှိတယ်တခြား function တွေပေါ့နော်ခုနကပြောသလိုကျွန်တော် stand effect လိုမျိုး function တွေကိုတုံးချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော် professional level ထိရောက်တဲ့ flag တန်းလိုဟာမျိုးရွေးပြီးတုံးလို့ရတယ်။နောက်တစ်ခုကကျွန်တော်ဒီ controller တွေထဲမှာဆိုလို့ရှိရင်လောလောဆယ်ကျွန်တော် flag series နဲ့ rev series နှစ်ခုရှိမယ်။ flag 4 flag 6 flag 10အားလုံးကတော့ကျွန်တော် club type ပုံစံမျိုးနဲ့တွားရဲပေါ့နော်။ဒီ rev series ကအနေထုတ်ထားတဲ့ rev 1 rev 5 rev 7လို့စတင်မှာဆိုရင်တော့ဒီသူ့ရဲ့ controller design ကိုက battle style မျိုး အမ်ဘက်တက်စတိုင်လေးအောက်ပေါ့နော်အထန်ဒီပဲ bike ကိုရတဲ့ပုံစံမျိုးသွားထားတာရှိမယ်ဆိုတော့ကိုယ့်ရဲ့အကြိုက်ပေါ်မူတည်ပြီးတော့ကိုသွားမဲ့လမ်းကြောင်းပေါ်မူတည်ပြီးတော့ကျွန်တော်တို့ set တွေကိုရွေးပြီးတော့တုံးလို့ရတယ်ပေါ့ဆိုတော့ဥပမာကျွန်တော်တို့က scratching တွေဝါသနာပါတယ်အမ်ပြီးလို့ရှိရင်ဒီ performance ပေါ့နော်ဒီကျွန်တော်တို့ battery mix ပုံစံမျိုး performance ဘက်ကိုပို့ပြီးတော့အားတက်နေဆိုလို့ရှိရင်ကျွန်တော်တို့က ref series ကိုပို့ပြီးရွေးချယ်တင်တယ်ပေါ့နော် okay ဒီ video လေးတော့ဒီလောက်ပါပဲ တော့ကျွန်တော်တို့ controller နဲ့ပတ်သက်ပြီးတော့မေ့ချင်တာရှိတာသိချင်တာရှိတာဝယ်ဖို့စဉ်းစားနေတဲ့အချိန်မျိုးမှာဆွေးနွေးချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ page messenger ကနေအချိန်မီလာရောက်မေးမြန်းလို့ရပါတယ်